အခုခါမှာတော့ဒီနေ့မေလ20ရက်နေ့နောက်ဆုံးရရှိထားတဲ့သကိုင်းငလင်ကြောင့်ထိခိုက်ဒေဆုံးမှုတွေနဲ့ငလင်ထူးခြားသတင်းတွေအကြောင်းကိုသိရှိနိုင်ဖို့သတင်းရယူတင်ဆက်နေတဲ့ TVV သတင်းတောက်မက်ကေခိုင်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။အာမင်္ဂလာပါမက်ကေခိုင်ရေဒီနေ့မေလ20ရက်နေ့မှာရောဒီအင်အားပြင်းငလင်ကြောင့်ပေါ့နော် ထိခိုက်ဒေဆုံးသူရုပ်အလောင်းတွေထပ်တွေ့တာမျိုးရှိသေးလားဒီငလင်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲအာအခြေအနေဘာတွေသိထားသေးလဲရှင့် ဟုတ်ကဲ့ပါဒီမက်လ28ရက်နေ့ကလုတ်ခတ်တော့အင်အားပြင်းစကိုင်းကလင်ဟာဒီကနေ့မေလ20ရက်နေ့ဆိုရင်နှစ်လနေပါကြာမြင့်လာရေပေါ့နော်ဒီကနေ့မေလ20ရက်နေ့မှာလည်းဒီကုညီကေစီရေလုတ်ပေးနေတဲ့သူတွေကဒီအဆောင်အုံပြက်တွေဈာရင်းမှာပျောက်ဆုံးနေသူတွေကိုဆက်လက်ရှာဖွေနေရအောင်တွေ့ရပါတယ်ပြီးတော့ဒီလက်ရှိမှာလည်းရှင်းလင်းရေးတွေကဆက်ပြီးတော့လုံဆောင်နေစေပေါ့နော်ဒီပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီပြန်လည်ထူထောင်ရေးတွေလုံဆောင်တဲ့နေရာမှာဘီလဲမြေရှာရခတ်တာတွေတချို့ဆိုလို့ရှိရင်ဈေးကြီးပြေးဝင်နေရတာတွေကြောင့်မခက်ခဲမှုတွေရှိနေတာကိုလည်းတွေ့ရပါတယ်ရှင်

ဒီစကိုင်းကလေးကြောင့်ထိခိုက်သေးဆုံးတဲ့အခြေအတွက်ကိုဒီ DBP data တင်းကကောက်ရရှိထားတဲ့စင်းတွေအရာပြောရမယ်ဆိုလို့ရှိရင်ဒီကနေ့မေလ20ရက်နေ့ညနေ9:00နာရီထိပေါ့နော်ဒီအင်အားပြင်းကလေးကြောင့်သေဆုံးသူက6484ယောက်ရှိရေပေါ့နော်ထိခိုက်ဒဏ်ရာရရှိသူတွေကတော့11366ယောက်ရှိလာတာကိုတွေ့ရပါတယ်ရှင်ဒီအရေးအတွက်အခြေအတွက်ကတော့ DBP ကလက်လန်းမိတလောက်ကောက်ရရှိထားတဲ့ကိန်းကနေတွေဖြစ်ပြီးတော့ဒီလက်ရှိမှာလေပေါ့နော်မြေပြင်မှာရှာဖွေကေစရဲတွေဆက်လုပ်နေစေဖြစ်တာကြောင့်မလို့သေဆုံးသူအခြေအတွက်ကတော့ တ်တွန်းနိုင်ရရှိပါရဲ့ရှင့်တဖက်မှာရောဒီစစ်တပ်ကပေါ့နော်ယာယီအပြစ်ရဲ့ကြီးညာပြည့်တဲ့နောက်ဒီလေကြောင်းနဲ့နတ်နတ်ကြီးတိုက်ခိုက်မှုတွေရောဘယ်လိုမျိုးဆက်ရှိလဲဒီနောက်ဆက်တွဲအခြေအနေပါတွေသိထားသေးတယ်လဲရှင့် ဟုတ်ကဲ့ပါဒီစစ်တပ်ကပေါ့နော်အပြည့်ရဲ့ညင်ညာပြီးနောက်ပိုင်းဒီနိုင်ငံတော်မှာလေချောင်းတိုက်ခိုက်တာတွေထိုးစစ်ဆင်တိုက်ခိုက်တာတွေလည်းလည်းကြီးပြစ်ခတ်တာတွေကတော့စစ်တပ်ပြုလုပ်နေတာတွေ့ရပါတွေ့ရရေပေါ့နော်ဒီနေ့မှာတော့ဒီတအန်တက်မလို့ TN လေထိတ်ချုပ်နေတာအခြေအနေတချို့ကိုပြောပြပေးပါမယ်ဒီစစ်ကောင်စီကပေါ့နော်မေလ6ရက်နေ့အပြည့်ရဲ့ညင်ညာပြီးနောက်ပိုင်းဒီကနေ့အချိန်ထိ TN လေထိတ်ချုပ်နေတာတွေမှာပေါ့နော် ထိုးစစ်ဆင်တိုက်ခိုက်တာတွေပြီးတော့လေချောင်းကနေအစိမ့်ငွေ့ဘုံတွေနဲ့တိုက်ခိုက်တာတွေပြီးတော့လက်နက်ကြီးပစ်ခတ်တာတွေကတော့အဆက်တိုက်ရှိနေတာကိုတွေ့ရပါတယ်ဒီပြောရမယ်ဆိုလို့ရှိရင်အပြင်းအကျဉ်းညာပြီးနောက်ပိုင်းဒီစစ်တပ်ရဲ့လုံရက်တွေကြောင့်မို့လို့ TN လေးထိချုပ်တွေတာတွေမှာကလင်းငင်အပောင်ဝင်6ယောက်တေဆုံးပြီးတော့20ယောက်ထိခိုက်တဲ့အရာရှိခဲ့ပေါ့နော် ဒီဒီကနေ့မေလ20ရက်နေ့မှာလေ TNLA ကသတင်းထုတ်ပြန်ထားတခုရှိရဲ့အဲ့ဒါကဗာလေးဆိုဒီမေလ7ရက်နေ့ကနောက်ရှိုမြို့နေကရှေးဆန်တပ်ထုကုမ္ပဏီကိုပေါ်တော့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါဒီစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့ဒီကုမ္ပဏီကပေါ်တော့ ကုမ္ပဏီကပစ္စည်းဆက်ပစ္စည်းတွေဒီလိုမျိုးဖတ်ဖို့တစီဒီတတ်ထုထုတ်ဆက်တလုံးပေါ်တော့ပြီးတော့ဒီဆက်ပစ္စည်းတွေထားရှိရဲ့ဂိုဒေါတလုံးနဲ့တခြားပစ္စည်းတွေအများကြီးလဲထိခိုက်ပျက်စီးခဲ့ရပေါ့နော်ဒီကကာလာတန်ပေါ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါတရုတ်ငွေဒီ6သိန်း8000ယွမ်လောက်ပျက်စီးဆုံးရှုံးခဲ့ရတာကိုတွေ့ရပါတယ်ဒီရာရဲ့အပြည့်အဝကြီးညာပြီးနောက်ပိုင်းဒီစစ်ကောင်စီရဲ့လေးချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုဒီ DWB data တင်းအောက်ရရှိထားတဲ့အစည်းအဝေးအရာပြောရမယ်ဆိုလို့ရှိရင် မလင်းလုတ်ခတ်ပြီးနောက်ပိုင်းပေါ့နော်ဒီလေကြောင်းနဲ့လင်းနေကြီးတိုက်ခိုက်မှုအကျဉ်းကြီးကနိုင်ငံတော်မှာအကျဉ်းကြီးပေါင်း914ကျိန်လောက်ပြုလုပ်ခဲ့တာကိုတွေ့ရပါရဲ့အဲ့ဒီထဲကမှဒီအကျဉ်း980ကျော်ဟာဒီစစ်တပ်ကပေါ့နော်သူတို့ကိုယ်တိုင်ရာရဲ့အပြည့်ရက်တွေလို့ကြီးညာတဲ့ကာလအတွင်းမှာလုံဆောက်ခဲ့တာကိုတွေ့ရပါရဲ့ဒီအခုလိုမျိုးစစ်တပ်ရဲ့တိုက်ခိုက်မှုရောက်ပေါ့နော်ဒီအပြည့်မဲ့ပြည်သူတွေအပေါင်းဝင်တော်လေးရဲတပ်ဖွဲ့ဝင်စုစုပေါင်း496တယောက်လောက် သေဆုံးခဲ့ပေါ့နော်ဒီထိခိုက်ဒဏ်ရာရှိသူတွေက1058ယောက်အထိရှိလာနေပါပြီရှင့်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခုလိုမျိုးငလင်နဲ့နောက်ဆက်တွဲအခြေအနေတွေပြပြပေးရတော့ကျေးဇူးပါကဲ့ဒီမေလ20ရက်နေ့ထိရရှိထားတဲ့ငလင်နောက်ဆက်တွဲသတင်းနဲ့တခြားထူးခြားသတင်းတွေကိုသတင်းတော့ကေခန်ကိုဆက်သွယ်မြင်းမြန်းခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်